ားလုံးပဲမင်္ဂလာပါနော် ICA Computer Learning Page မှာပြန်လည်ကြိုဆိုပါရစေ။အခုလေ့လာရမယ့်တင်ခန်းစာကတော့ Excel မှာ screenshot ဘယ်လိုလုပ်မလဲဆိုတာကိုလေ့လာရမှာဖြစ်ပါရစေ။ Excel မှာ screenshot ပေါ့နော်လုပ်ပုံရအတွက်ဆိုရင်ကျွန်မ screenshot လုပ်လဲပုံတပုံကိုကျွန်မဖွင့်လိုက်ပါမယ်။ဆိုရင်ကျွန်မဒီပုံကို screenshot လုပ်လို့ပါပေါ့နော်ကျွန်မဖွင့်ထားပြီးပါပြီ။ကျွန်မ Excel ကိုပြန်သွားပါမယ်။ပြီး Insert ကိုနှိပ်မယ်။ Insert ကနေ Illustration ကိုနှိပ်ပေးပါ။အဲ့မှာ screenshot ကိုနှိပ်လိုက်ပါ။အဲ့မှာ screen clipping ပေါ့နော်အခုဒီမှာကိုပဲရအောင် screenshot လုပ်ချင်တာလည်းရတယ်။ဒါမှမဟုတ် screen clipping ကိုကျွန်မနှိပ် လိုက်မယ်။ဒါဆိုရှင်အခုကျမ print ထားပုံလေး print တော့မှာပဲဖြစ်ပါတယ်။ဒီထဲမှာကျမကဘယ်ပုံယူမလဲဆိုလို့ရှိရင်ကျမကဒီပုံယူမယ်ဆိုရင်ဒီပုံကျမနေလိုက်မယ်။ပြီးရင်အာဒီပုံ screenshot ပုံလေးကြလာပါပြီ။အဲနောက်တစ်ပုံပြန်ပေါ့နော် screenshot နေကြည့်ပါမယ်။ illustration ကနေ screenshot မှာ screen clipping ကိုပြန်သွားမယ်။ဒါဆိုရင်ကျမဒီပုံယူမယ်ဆိုရင်ဒီပုံလည်းကျမနေလိုက်မယ်ပေါ့နော်။ Okay ကြလာပါပြီ။ကဲနောက်တစ်ပုံပြန်ပေါ့နော်။နောက်တစ်ပုံပြန် ယူမယ် screen clip ပေးမှာကျွန်မဒီပုံပေါ့နော်ယူမယ်ဆိုရင်ကျွန်မဒီပုံကိုကျွန်မနှိမ့်လိုက်ပါမယ်ဟုတ်ပြီဒါဆိုမြင်လာပြီပေါ့နော်ကဲဟုတ်ပြီကျွန်မဒီ screen shot လေးပေါ့နော်လုပ်ပြီးတော့ဒါတွေကိုကျွန်မကဘောင်လေးထည့်ချင်နေရပေါ့နော်ကိုနစ်တက်တက်ဘောင်လေးထည့်လို့ရပါတယ်အခုဒီမှာဆိုလဲပေါ့နော်ကျွန်မကဒီဒီဆောင်လေးထည့်မယ်အခုဒီပေါ့ကိုကျွန်မကအင်းအဲ့ဒီပေါ့နော် design နဲ့ထည့်မယ်ဘောင်ကလာလေး ထည့်ကြအောင်ပေါ့နော်ဒီမှာလဲကျွန်မထည့်မယ်ဘောင်ကာလာလေးကိုအဝါရောင်ထည့်လိုက်မယ်ပေါ့နော်ဟိုဒီဘောင်ကာလာလေးကိုကျွန်မကအာပြာရောင်လေးထည့်လိုက်မယ်ကဲဟုတ်ပြီအဲဒီလောက်ဆိုရင်တော့မိတ်ဆွေပေါ့နော် screen shot လို့လုပ်တယ်ဆိုတာပေါ့နော်တီးတွားလောက်ပြီလို့ထင်ပါတယ်နော်အဲမိတ်ဆွေလည်းဆက်ပြီးတော့မှလုပ်ကြည့်ပါနော်နားမလည်ရလေးရှိလို့ရှင်လဲ comment မှာမေးထားပြလို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်